မင်္ဂလာပါရှင်။ရန်ကုန်တိုင်းစည်နေစဉ်တွင်ရစီစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်တော်တို့များမှုထပ်ပေါင်းတင်ဆက်ပေးခြင်းနဲ့တွင်ရအကြောင်းအရာတွေကတော့ဈေးဝပစ္စည်းများ၊ဈေးနှုန်းမြင့်တက်ရောင်းချမှုရှိမရှိစစ်ဆေးနေဆိုတဲ့တွင် ော် Covinan Championship 2025တန်ပွဲတွင်မြန်မာ Covinan အသင်းရွှေသစိမ်းနှစ်ခုရရှိဆိုတဲ့သတင်းရန်ကုန်မြင့်ဒေသ၄ခု၌ဝိုးတိမ်တောင်ဖြစ်ထုံးမှုအားကောင်းနေဆိုတဲ့သတင်း။နိုင်ငံတော်သတင်းဘုံအနေနဲ့ အစိုးရရန်နရာများစံချိန်တင်ကြမြင့်တီအထိရပ်တန့်သွားခြင်းကြောင့်အမေရိကန်ပြည်သူများစိုးရိမ်မှုမြင့်တက်ဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့ စေဝါပစ္စည်းများဈေးနှုန်းမြင့်တက်ရောင်းချမှုရှိမရှိစစ်ဆေးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဈေးကွက်အတွင်းမှာဈေးဝပစ္စည်းတွေကိုဈေးနှုန်းမြင့်တက်ရောင်းချမှုရှိမှရှိလိုက်လံစစ်ဆေးနေတယ်လို့စားသုံးသူရေးရာဦးစီးဌာနမှသိရပါတယ်။ဒီလိုစစ်ဆေးရှာမှာဈေးဝများဈေးနှုန်းမြင့်တက်မှုရှိမှရှိစစ်ဆေးခြင်းအပြင်ဈေးနှင့်ဈေးပစ္စည်းများပြက်လက်မှုမရှိစေရှိဘေးရနေရကင်းသောထုတ်ကုန်များအသုံးဆွဲရှိတသန်းလုံးဈေးဝများရောင်းချမှုမရှိစေရှိဒေသတွင်းဖြစ်တဲ့ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့်ရောင်းဝယ်ဖောက်ခါခြင်းရှိမှရှိနေကိုဝန်ညွှန်းအမှတ် 旁边班是到谁玩呀？想抢木西谁谁，关键是谁开了皮包车。 ဈေးဝပစ္စည်းရောင်းချတဲ့ဈေးဆိုင်တွေကိုစစ်ဆေးရမှကုန်စည်နှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်တဲ့စားသုံးသူရေးရာဦးစီးဌာနအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနဗဟုစရင်အင်းဦးစီးဌာနမြို့နယ်စီပင်သားရရှိအဖွဲ့ကျေးလက်ဒေသအဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအဖွဲ့တွေပူးပေါင်းစစ်ဆေးခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်လေးနဲ့ ဝေါ်ဖူဗီနန်ချန်ပီယံရှစ်2025ပြိုင်ပွဲတွင်မြန်မာဖူဗီနန်အသင်းချူသက်စိတ်နှစ်ခုရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အင်ဒိုနီးရှားနိုင်ငံဘာလီမြို့မှာကျင်းပတဲ့၈ကြိမ်မြောက် WWF World Povinan Championship 2025ပြိုင်ပွဲမှာမြန်မာ Povinan အသင်းကရွှေသက်စိတ်နှစ်ခု၊ငွေသက်စိတ်၅ခု၊ကြေးသက်စိတ်ခုနှစ်ခု၊စုစုပေါင်းစုသက်စိတ်၁၄ခုစုခိုးရရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါပြိုင်ပွဲကိုနိုဝင်ဘာလ၁ရက်နေ့မှရှီယန်နေရာထိကျင်းပခဲ့တာဖြစ်ပြီးမြန်မာ Povinan အသင်းအနေနဲ့အုပ်ချုပ်သူနီးပြ2ဦး၊အားကစားသမားအမျိုးသား3ဦး၊အမျိုးသမီး 3ဦးစုစုပေါင်း10ဦးထိုကအာကစားနေရမျိုးအစား16မျိုးဝင်ရောက်ရှင်ပြိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အာကစားနေရမျိုးအစား16မျိုးအနက်မှမြမအတင်းဟာ အာကစားနေရမျိုးအစား14ခုထို့ကနေရွှေသစိတ်2ခု၊ငွေသစိတ်5ခု၊ကျေးသစိတ်9ခု၊စုစုပေါင်းစုသစိတ်14ခုထို့ကိုရရှိခဲ့တာဖြစ်ပါတယ်လို့သိရပါတယ်ရှင်။ဆလပီ ရန်ကုန်နှင့်ဒေသ၄ခု၌မိုးသိမ်းသောပြထုံးမှုအကောင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မိုးတိမ်တောင်ပြစ်ထွန်းမှုတွေကရန်ကုန်တိုင်းရပါဝင်းတိုင်းနယ်ပြည်နယ်လေးခုမှာအားကောင်းနေထဲလို့မိုးလေဝသနှင့်ဆလဘေးထညွှန်ကြားမှုဦးစီးဌာနရဲ့ဒီကနေ့ထုတ်ပြန်ချက်အရသိရပါတယ်။ရန်ကုန်တိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းနယ်မွန်ပြည်နယ်တို့မှာမိုးတိမ်တောင်များပြစ်ထွန်းမှုအားကောင်းနေကြတာပါ။အဆိုပါမိုးတိမ်တောင်များရွေရှားရနေရသောမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကျွန်းပစ်တာလျှက်စီးလက်တာနဲ့မိုးတိကျွေးတာစားတဲ့မိုးလေဝသဖြစ် စင်ထွေဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ကြဖို့ကိုလည်းအကြံပြုထားပါတယ်။ဒါအပြင်နိုင်ငံတော်ဝန်မှလည်းနေရာကွက်ကြားကနေနေရာအနှံပြမိုးထစ်ချုံရွာနိုင်တယ်လို့အတိပေးထားပါတယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းသဘောက်အနေနဲ့အစိုးရရန်ရာများစံချိန်တင်ကြမြင့်တီအထိရပ်တန့်သွားခြင်းကြောင့်အမေရိကန်ပြည်သူများစိုးရိမ်မှုမြင့်တက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမေရိကန်မှာအစိုးရရန်တရားများရပ်တန့်သွားခြင်းကြောင့်စီးပွားရေးနယ်လူမှုရေးတက်ရောက်မှုများကျရောက်လာမှာကိုပြည်သူတွေတနေ့တခြားစိုးရိမ်ပူပန်လာကြပါထိတ်အစိုးရရန်တရားများရပ်တန့်ခြင်း36ရက်မြောက်ရောက်ရှိပြီးဖြစ်ကောအမေရိကန်သမိုင်းမှာအခြားရှည်ဆုံးရပ်တန့်ခြင်းဖြစ်လာပါထိတ်2018-2019ကာလက35ရက်သားရပ်တန့်ခြင်းကိုကျော်လွန်သွားက Republican နဲ့ Democratic Party ခေါင်းဆောင်တွေက အပြန်အလှန်အပြစ်တင်နေခဲ့ ြောင်းပါအထိတ်အစိုးရရန်ရာများဆက်လက်ပြီးရပ်တန့်မှာကိုနယူးယောက်ပြည်သူတွေစိုးရိမ်နေကြပြီးလာစာနောက်ကြထားတွေအလောအကိုင်းဆုံးရှုံးမှာတွေအားလည်းရလေးချောင်းလိုက်ပြဿနာတွေရှိလာနိုင်ပါအထိတ် ဖီယာလို့အမည်ရတဲ့လူမှုလုံသားတအူးကအစိုးရအတွက်လှုပ်လှုပ်နေတဲ့သူမိသားစုဝင်တွေဆိုရင် လာဆောင်ငွေကြံ့ကြာနေတယ်လို့ပြောပါတယ်။ရန်ဒီယာများရက်တန်ချင်းချောင်းလူမှုကဲဆယ်ရေးလုပ်ငန်းတွေဆိုင်ငံ့သွားကနွမ်းပါသူတွေမှာအထူးခိုက်ခံရဆုံးဖြစ်နေပြီးဒီလိုသာဆက်ဖြစ်နေရင်လူထုအုံကြွမှုတွေဖြစ်လာနိုင်တယ်လို့ထောက်ပြထားပါတယ်။ အစိုးရရန်တရားရပ်တန့်ထားတလကျော်ကြာလာပြီဖြစ်ပေမဲ့ Republican နဲ့ Democratic Party ခေါင်းဆောင်တွေကတော့အင်္ဂါနေ့ရက်ထီအပြန်အလှန်အပြင်းသင်းနေချဆဲဖြစ်ပြီးညှိနှိုင်းလို့ရတဲ့အရေးအယောင်မတွေ့ရသေးပါဘူးလို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတယ်။ကြည့်ရှုအောင်ပေးခဲ့ချောက်သူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါရစေရှင်။ကျမခါတော်များမိုးထပ်ပါ။